ီနေ့တော့ဂရီနီမှာ73စီပြက်ပြီးဝေယူရခက်နေတဲ့တည်းနှက်ခမ်းမြို့နယ်မှာကလင်းငယ်သူဦးကိုစိတ်မနှက်တဲ့အမျိုးသားကရိုက်တက်မှုဖြစ်ပွားတဲ့တည်းဂရီနီမှာ6နှစ်5ပြောင်းမျိုးစစ်အတုဝင်ရောက်ဝယ်ဆိုင်မိတဲ့တောင်သူတွေဒုက္ခရတဲ့တည်းဒီနေ့ဇွန်လ15ရက်ဖရက်ဖန်ရဲ့နေ့စတဲ့တည်းနဲ့နိုင်ငံတကာတည်င်းတွေကိုတင်ဆက်ပေးပါမယ် စစ်ကောက်စီတက်ကတပတ်ကြော်ကြလမ်းပိတ်ထားတဲ့အတွက်ဂရီနီမှာသက်စီနဲ့ပရီမီယံဒီဇယ်ဝယ်ယူရခက်နေပြီးဈေးနှုန်းလည်းမြင့်တက်နေပါဗျ။တောင်ငူလမ်းပိတ်ထားတာကတလကြော်ကြနေပြီးတောင်ငူလမ်းပိတ်ထားချိန်မှာလမ်းတချို့ကနေတပတ်တစ်ခါဝင်တာရှိပေမဲ့အခုတော့စီလောဝမဝင်တာ၃-၄ရက်ရှိနေပြီလို့ဆက်သုံးစီအယောက်ဆိုင်ပိုင်ရှင်ဦးကဖဲ့တဲ့ FM ကိုပြောပါဗျ။ လမ်းမပိတ်ခင်ကသက်စီ3လီတာ4500 9000ကျက်နဲ့ဒီဇယ်3လီတာကို9000ကနေ9500ကျက်ရှိနေပြီးအခုတော့သက်စီ3လီတာ6500ကျက်နဲ့ဒီဇယ်3လီတာ9500 8000ကျက်အထိဈေးပေါက်နေတာကြောင့်3လီတာကိုမူရင်းဈေးတဲ့1500ကနေ3000နီးပါးဈေးမြင့်တက်နေပါတယ်ဒီမော့ဆိုမှာ73စီဆိုင်အများစုပိတ်ထားရပြီးဖွင့်ထားတဲ့ဆိုင်တွေမှာလည်းသက်စီတာရောင်းဖို့ကြံနေလို့သိရပါဗျ။ ရှမ်းပြည်နယ်နှက်ခမ်းမြို့ဟိုနာကျေးရွာမှာပြီးခဲ့တဲ့ဇွန်လ10ရက်နေ့နေ့လယ်12နာရီဝန်းကျင်လောက်ကနေအိမ်အရှိမထွက်ဆော့ကစားနေတဲ့ကလေးငယ်တဦးကိုစိတ်မနှက်တဲ့အမျိုးသားတဦးကဒုံနဲ့ရိုက်ခဲ့တာကြောင့်တွေးထွက်လွန်ပြီးတိစုံခဲ့ရတယ်လို့သိရပါတယ်တီဆုံသွားတဲ့ကလေးငယ်ဟာအသက်9နှစ်အရွယ်မောင်ထက်အောင်ရှာရည်လို့သိရပြီးဦးကောင်းနှောက်စီတန်ရနဲ့ဆေးရုပ်ကိုပို့နေချိန်အတွင်းမှာပဲတီဆုံခဲ့ရတာဖြစ်ပါတယ်။ စိတ်မနဲ့သူဟာလူကြီးပိုင်းအရွယ်ဦးဆိုင်မှာလို့သိရပြီးပြည်မှုကျွန်းလွန်ပြီးနောက်တအန်းပြည်ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။ခရနီပြည်နယ်အတွင်းမှာ6နှစ်ငါပြောင်းဖူးမျိုးစစ်အတုဝင်လာပြီးမားဆိုင်မိတဲ့တောင်သူတွေဒုက္ခရောက်နေကြတယ်လို့တောင်သူတွေစီကဲနေသိရပါတယ်။6နှစ်ငါပြောင်းမျိုးစစ်အထောက်ပေါ်မှာရေးသားချဲရထိုက်ကထုတ်လုပ်ထားတယ်လို့သိရပြီးအဆိုပါပြောင်းဖူးမျိုးစစ်ကိုလိုက်ကော်ကနေမာယူကြရတာဖြစ်ပါတယ်။ အတူနဲ့အစ်စ်ကိုလည်းအထုပ်ပေါ်မှာတစိမ့်ကိုကက်ခွာနဲ့ပိတ်ထားတာကအပင်မပေါက်တာကြောင့်အတူလိုယူဆကြပြီးကက်ခွာနဲ့မပိတ်ထားတဲ့အထုပ်ကသာအပင်ပေါက်တာကြောင့်အစ်စ်ဖြစ်တယ်လို့ယူဆခွဲခြားကြပါတယ်လိုက်ကုံမျိုးအရှိဖက်ရှိလောပိတာကျေးရွာအုပ်စုနဲ့ဒီမောဆုမျိုးနဲ့အတွင်မှာအဆိုပါပြောင်းမျိုးစိကိုမာဝယ်ပြီးတချို့တောင်သူတွေကပြောင်းဆက်အိတ်နဲ့အထက်ဆုံရှုံရတဲ့တောင်သူတွေရှိနေတယ်လို့ပြောကြပေမဲ့ Feral FM အနေနဲ့တော့တိကျအတိပြုနိုင်ခြင်းမရှိသေးပါဘူး။ အခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုကြားရမှာပါ။နိုင်ဂျီးရီးယားနိုင်ငံအလယ်ပိုင်းဘန်လူးအဲပြည်နယ်ကရွာသေးရွာမှာတနက်သမားရဲ့တိုက်ခိုက်မှုကြောင့်အနည်းဆုံးလူ၁၀၀နီးပါးသေဆုံးခဲ့ရတယ်လို့နိုင်ငံတကာလူအခွင့်အရေးအဖွဲ့ကစနေနေ့မှာထုတ်ပြန်ထားတယ်လို့ရိုက်တာသတင်းဌာနကဖော်ပြထားပါဗျ။ အဆိုပါတိုက်ခိုက်မှုကမွတ်စလင်တွေနဲ့ခရစ်ယာန်တွေအများအပြားနေထိုင်ကြတဲ့ရွာမှာတောက်ကြနေညပိုင်းကနေစနေနေ့မနေ့ပိုင်းအထိဖြစ်ပွားခဲ့တာလို့လူမှုမီဒီယာပလက်ဖောင်း X မှာ ဖော်ပြခဲ့ပါတယ်အဲ့ဒီဒေတာမှာမြေယာပိုင်ဆိုင်မှုပြဿနာမကြာခဏဖြစ်ပွားရကနေလူမျိုးရင်းနဲ့ဘာသာရေးပဏိပခရီအဖြစ်ပူပူဆိုးရွားလာတာပါ အဆိုပါပဋိပက္ခရေကြောင့်2019ခုနှစ်ကစလို့အခုအချိန်ထိလူဦးရေနေဒရမနတန်းကျော်နေအိမ်ဆွခွာထွက်ပြေးနေရတယ်လို့သူတည်တနာတွေမှာဖော်ပြပါဗျ။ဒီတရင်ကို ရိုက်တာတရင်ဌာနကိုကိုးကားဖော်ပြထားတာပါ။ကိုရီးယားနိုင်ငံစီးရင်အင်းဌာနကဖော်ပြတဲ့အချက်အလက်တွေရ9နှစ်အတွင်းစားတော့ဆိုင်တွေကအစာအသောက်တွေရဲ့ဈေးနှုန်းဟာ25ရာခိုင်နှုန်းတက်လာတယ်လို့ဖော်ပြပါဗျ။ 2020ခုနှစ်2025ခုနှစ်အထိ9နှစ်အတွင်းဈေးသက်မှုအမြင့်ဆုံးစားတောက်ကုန်ပစ္စည်းအမျိုးအစား30ကျော်အနက်မှာသမင်းလိမ့်နဲ့ဟမ်ဘာဂါပါဝင်နေပြီး9နှစ်အတွင်း40ရာခိုင်နှုန်းနီးပါးတက်လာတဲ့အမြင့်ဆုံးစားတောက်ကုန်အနေနဲ့ထိတ်ဆုံးမှရှိနေပါတယ်တော့ပိုကီပဲခောက်ဆွဲနဲ့ခောက်ဆွဲထောက်ရီအပါအဝင်ဂုံပစ္စည်းကိုမျိုးကတော့ဈေးသက်မှုဒုတိယအများဆုံးစားတောက်ကုန်ရီဖြစ်တယ်လို့သိရပါဗျ။ဒီသတင်းကို KPS သတင်းဌာနကကိုကားဖော်ပြထားတာပါ။ တောင်ကိုရီးယားသမ္မတလီဂျီမြာဟာ G7 စစ်မှုထိပ်သီးနိုင်ငံတွေရဲ့အစည်းအဝေးကိုတက်ဖို့တနင်္လာနေ့မှာကနေဒါနိုင်ငံကိုတွားရောက်မှာဖြစ်ပြီးကမ္ဘာကောင်ဆောင်တွေနဲ့တွေ့ဆုံမယ်လို့ဒေတာတွင်တင်းတွေမှာဖော်ပြပါဗျ။သမ္မတဟာ G7 ကောင်ဆောင်တွေနဲ့တာတမက G7 အဖွဲ့ဝင်မဟုတ်တဲ့ခေါင်းဆောင်တွေနဲ့ပါတွေ့ဆုံပြီးစွမ်းအင်နဲ့ AI အကြောင်းတွေဆွေးနွေးသွားမှာဖြစ်တယ်လို့သိရပါဗျ။ဒီအစည်းအဝေးဟာကိုရီးယားသမ္မတသမ္မတတာဝန်ဆက်တင် ထန်းဆောင်ပြီးပထမဆုံးတရားရတဲ့ G7 အစည်းအဝေးဖြစ်ပြီးပုတ်တဟူးနေ့မှာပြန်ရောက်မယ်လို့ကိုရီးယားလုံခြုံရေးအကြံပေးကပြောပါတယ်။ဒီအစည်းအဝေးဟာကိုရီးယားတမဒတမဒတာဝန်စတင်ထန်းဆောင်ပြီးပထမဆုံးတရားရတဲ့ G7 အစည်းအဝေးဖြစ်ပြီးပုတ်တဟူးနေ့မှာပြန်ရောက်မယ်လို့ကိုရီးယားလုံခြုံရေးအကြံပေးကပြောပါတယ်။ဒီတဲ့ရင်ကိုလည်း KPS တင်ဌာနကိုကိုးကားဖော်ပြထားတာပါ။ဒီနေ့ဇွန်လ15ရက်ဖရက် FI ရဲ့နေ့စတဲ့ဒီနေ့နိုင်ငံတကာသတင်းတွေကိုကြားခဲ့ရတာပါကျမအေနီပါရှင်